နိုင်နိုင်စနီဒေါက်တာဆင်ပေါင်းထားတဲ့ကျွန်တော်ပါပါပါရှင်ဖြစ်ပါတယ်ဆရာမအလုံးမင်းမင်္ဂလာပါရှင်ရောက်မိတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလည်းဆရာချမ်းမြေဝင်းဘာသာပြန်ရေးသားထားတဲ့ဘာရဲ့စိတ်တန်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်တကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်အသည့်ဖြစ်စေတဲ့စိတ်ကူဂျာမန်ဆွေလူမျိုးကပြားစရာအမန်ဟက်ရေးသားခဲ့တဲ့စတီဗင်ဝုစာအုပ်က နဲ့တရားမိပါတန်ရှိပြီအဲ့ဒီစာအုပ်ရဲ့ဇသိမ်းမှာအတိတ်ဆက်ကောင်ကသူ့ဘဝတစ်ခုလုံးကိုအစကနေပြန်နေဖို့အခွင့်အရေးရသွားတယ်ကိုလုံးချင်မင်းမလို့ခင်ရတာတွေကိုလုံးပြန်ရမယ်ဘယ်လိုလဲရတဲ့အခွင့်အရေးတွေကိုပြန်ရနိုင်မယ်ကျွန်တော်တို့လည်းအဲ့ဒီအခွင့်အရေးမျိုးရချင်တာပဲအတိတ်ကိုပြန်သွားအတိတ်ကိုပြန်သွားပြီးအမှားတွေကိုအမှန်ပြင်ချင်နေကြတယ်တကယ်လို့များအဲ့လိုမဟုတ်ပဲ ိုလိုတန်လို့ဖြစ်ခဲ့ရင်အနာဂတ်ဟာတမျိုးပြောင်းသွားမှာပေါ့သမလေးကြောကြောလေးကိုတွေ့တော့ငါစကားတော့မပြောပဲရင်ငုံနှုတ်ပဲ့နေခင်မိတာမှားသွားသလားသွားပြီနှုတ်ဆက်ခင်ရင်ဘာရင်းဆက်ဖြစ်မလဲအဲ့ဒီအလုပ်ကိုမလုပ်ပဲညလိုက်မိတာကိုကမမရကြသွားသလားအဲ့ဒီအစည်းအဝေးမှာတော့ငါရင်ငုံနှုတ်ပဲ့နေခင်မိတာဘယ်လိုအခွင့်အရေးတွေညာလွတ်လွတ်လပ်ရတယ်လဲစားတဲ့စားတဲ့တကယ်လို့များတွေ အဲ့ဒီတကယ်လို့များဆိုတဲ့စိတ်ကူးကိုကျွန်ညာလာခတ်နေကိုခေါ်လာခဲ့ရင်ဘလို့များဖြစ်သွားမလဲတခါတော့ငါ DNA D ကကျင်းပခဲ့တဲ့အကောင်းဆုံးကျွန်ညာစုပွဲတစ်ခုမှာကျွန်တော်တန်လူကြီးအဖြစ်တာဝန်ယူရတယ်အဲ့ဒီမှာတင်ပြပုံတစ်ခုကိုကျွန်တော်ကြည့်လိုက်ရတယ်ကာတိုရအဖြစ်အချွေရင်ရဲ့ TV အစီအစဉ်တစ်ခုပါတကယ်လို့များဆိုတဲ့မိခွင်ကိုအသုံးချသွားတာဒီမိခွင်ရဲ့အဖြစ်ကိုလူတိုင်းကသိချင်နေတယ်လေ ဆူဆန်နာကဂက်ထရိတ်ရဲ့ဗီဒီယိုကကြော်ညာလို့တောင်းပြောလို့မရပါဘူးစိတ်ကူးတစ်ခုပဲစိတ်ကူးအသေးလေးတစ်ခုကနေပုံမခန်းနာကြည့်ကြတဲ့အတွေ့တွေအတွေ့အခေါ်တွေပေါက်ဖွားလာအောင်လှုံ့ဆော်ပေးနိုင်တဲ့အရာဖက်တရိုဖက်တရိတ်ရဲ့ဗီဒီယိုထဲမှာပါတဲ့ဇလန်ကဒီလို1990နောက်ပိုင်းလောကမှာအမေရိကန်နိုင်ငံအထက်တန်းကျောင်းနှစ်ကျောင်းရှင်ပြင်ကြတဲ့ရေခဲပြင်ဟော့ကီပြိုင်ပွဲတစ်ခုရှိခဲ့တယ် ကျမ်းမကျမ်းကလည်းအပြင်ကျိန်ဆိုင်မှုအစဉ်အလာကြီးခဲ့တော့ကျင်ပွဲကအကြီးအကျိတ်အနေရေကန်းရေခန်းရေကုန်ပဲအချိန်ပြည့်ခန့်နေ့အချီဟော်ကီပြင်ပွဲကအမတ်တူပြီးတည်ကြနေတယ်ဟော်ကီကစားသမားတယောက်ကိုနောက်တန်းကစားသမားကဝင်တက်လိုက်တယ်တက်ခံရတဲ့သူလဲကြသွားတယ်အဲ့ဒီအချိန်မှာဘေးကနေဝီးခနဲဖြတ်သွားတဲ့နောက်ထပ်ကစားသမားတူဦးရဲ့ရေခဲပြင်စကိတ်ကသူ့လက်ဘင်းတက်တက်ကိုဖြတ်ထိသွားတယ်လက်ဘင်းကသွေးကြောမှကြီးပေါက်ထွက်သွားရော့ သူ့တစ်ကိုယ်လုံးသွေးတွေနဲ့ရဲခနဲ့ဖြစ်သွားတယ်။မိကိုရောက်လာတဲ့ကစားသမားတွေပါသွေးတွေပေးကုန်တယ်။ဒီတယောက်တော့သွားပြီဆိုပြီးအလုံးကထင်ထားကြတာပေါ့။ဒါပေမဲ့ဆေးရုံကိုအချိန်ကြီးပို့လိုက်နိုင်တော့သူ့အသက်မတည်ဘူး။တဖြည်းဖြည်းနဲ့လူကောင်းပကတိပြန်ဖြစ်လာတယ်။ဟော့ကီပွဲကတော့အပြေးတိမ်မကစားလိုက်ရဘူးပေါ့။ပွဲဖြစ်လိုက်ရတာပေါ့။နောက်ထပ်15နှစ်လောက်ကြာသည့်အချိန်မြို့ခံနေခံတွေကတကယ်လို့များအဲ့ဒီပွဲသားစက္ကသဖြစ်ခဲ့ရင် ဘသူနိုင်မလဲဆရာကိုဆက်ပြောနေကြတော့ညင်နေကြတော့အဲ့ဒီမှာပထရောအဖြစ်အချူကြီးကအဲ့ဒီတကယ်လို့များဆိုတဲ့မိခွန်းကိုဖြည့်ရှင်းဖို့အခွင့်အရေးတစ်ခုဖန်ကြည့်ပေးလိုက်တယ်။အဲ့ဒီဟောကီပွဲကိုပြန်ကစားဖို့ထောက်ပံ့ပေးလိုက်တယ်။ကျောင်းပွဲမှာတော့ငါတင်းငယ်တဲ့ဟောကီကစားသမားတွေကအခုတော့အသက်30 40ဝန်းကျင်ဖြစ်နေပြီပေါ့။မိထွက်နေတဲ့သူကထွက်ထိုက်ပြောင်နေတဲ့သူကပြောင်းအပေါ်မှခံနေတဲ့သူတွေလည်းရှိလာပြီ။ဒါပေမဲ့ အားလုံးတန်းတူအသက်တူတူကြီးလာကြတာဆိုတော့ကိုဘက်အတင်းဒီဘက်အတင်းဘက်ဘက်ကမှသာမနေဘူးအကျဉ်းပဲလဲဖို့အတွက်လက်ချင်းချင်း၃လဖက်ဒရိုက်ကစီစဉ်ပေးတယ်ထိုက်တန်းအားကလက်ချင်းရေးစရာတွေခေါ်ပေးတယ်အကစားကျမရေးကျွမ်းကျင်သူတွေအပြည့်အဝမှာပေးထားတယ်ပဇာသမားဟောင်းနေလဲလက်ချင်းရေးစခန်းဝင်တော့မှသူတို့ဘယ်တော့တောင်တက်လို့မကောင်းတော့တယ်ဆိုတော့ကိုမျက်ဝါးထွေထွေမြင်သွားကြတယ်။အတကုံလေးလာကြတယ် အတကောင်လေးကျင့်ကြတယ်ချွတ်တဲ့သူကတက်မောအန်နဲ့သူကအန်ပေါ့သုံးလအတွင်းမှာကြက်ကြက်လက်လက်ပြန်ဖြစ်လာကြတယ်တရားဆိုရင်96ပေါင်တောင်ကျသွားတယ်အဲ့ဒီမကြေပွဲသတင်းကိုကြီးညာလိုက်တဲ့အမေရိကန်ကြီးညာလိုက်တဲ့အမေရိကန်ပြည်သူတွေရင်ထဲမှာတစ်ခုခုကိုထိခက်လောက်ခတ်သွားတယ်လူတော်များများကဘောလုံးပွဲ baseball ပွဲ basketball ပွဲတွေရဲ့ရလဒ်ကိုမကြေမကျန်းဖြစ်တဲ့အခါနောက်တစ်ခါပြန်စကားကြည့်ရင် ဲ့လိုဖြစ်မှာမဟုတ်ဘူးဆိုပြီးမချစ်တင်ခဲ့ဖြစ်တတ်ကြတယ်လေဒီတော့ကျောင်းနဲ့ကျောင်းရဲ့မချစ်ပွဲကိုအလုံးကစိတ်ဝင်တစားဖြစ်ကုန်ကြတယ်ဒီပြီအစည်းအဝေးအဖြစ်ပါဟေကူဖြစ်သွားကြတယ်ကျောင်းသားဟောင်းရဲ့လက်ချက်နေကြတာကိုကင်မရာနဲ့ရိတ်ထားတယ်မချစ်ပွဲအတွက်အသေးရဲ့အတန်းကြိုးစားနေကြတာကိုဇက်တိတ်မှဇက်တိတ်မှတန်းတင်ထားတယ်ပြီးရင်တီဗီမှာအပိတ်နဲ့ပြတယ်ကတရိတ် အတွက်လည်းတိတ်ကိုအကျိုးရှိသွားတယ်ကတ္တရိုက်ဆိုတာကအပြစ်အချို့အရင်ရေတန့်စတဲ့တွေဆုံရှုံသွားရင်အပြန်ပြစ်အောင်ကတ္တရိုက်တော့ပါပေါ့ဘလကောင်းလိုက်တယ်လဲဒီပိအစီအစဉ်နဲ့အဝင်ခွင့်ကျခွက်တီဖြစ်နေဘူးလားအသက်30ကျော်လေးကျန်40ဝန်းကျင်လူလက်ပိုင်းတွေအသက်16နှစ်သားတို့ကတာမန်ဖြစ်တာမန်ဖြစ်လက်မှု ရင်းဆိုင်မှုမျိုးပြင်ရအောင်ခတရိတ်တောက်ပြီးနေကျင့်နေကြတဲ့မြင်ကွင်းအဲ့ဒီဒီပီအစီအစဉ်ကိုတကူတကကျညာတာတောင်းကျွန်တော်မတွေ့မိဘူးကျွန်တော်ကျွန်တော်ကျညာဖို့လည်းမလိုဘူးမူရင်းစိတ်ကိုယ်ကအင်မတန်ကောင်းနေတဲ့အတွက်လူတွေရဲ့နှလုံးသားပုဂ္ဂိုလ်ထိခိုက်သွားစေတဲ့အတွက်ကျညာထက်ကောင်းတဲ့စိတ်ကိုယ်တစ်ခုဖြစ်သွားတယ်အားအိမ်ကုန်ခန်းနေသလားရေစင်းဘွားတော်ကတော့အာတိအင်တဲ့နဲ့လမ်းစမ်းကြည့်သလား ဒီ TV စီးလေးကိုကြည့်ပါဟဆိုတဲ့သဘောဝင်ခဲ့တဲ့15နှစ်တုန်းကခွန်အားတွေကိုပြန်ရဖို့ကြိုးစားနေကြသူတွေနဲ့ကက်တရိုက်အဖြစ်အချို့အရင်နဲ့တသားတည်းတွဲမြင်သွားကြပြီဒါဟာတာမန်ဆွေကူမဟုတ်ဘူးအောင်မြင်တဲ့ကြညာဆိုတဲ့အစဉ်ကိုကျော်သွားပြီကြညာထက်ပိုကောင်းတဲ့အစ်စ်တစ်ခုကိုပါထပ်မံဖန်တီးပေးလိုက်နိုင်တဲ့စိတ်ကူးမျိုးပဲလက်ဦးမှုအင်္ဂကြတိခင်ကကျွန်တော်အမျိုးသမီးမက်ကတင် foreign တခုကိုတက်ရတယ်။ကျွန်တော်အမျိုးသမီးကအနုပညာ director ဆိုတော့ marketing ဆရာကွက်တီရောင်းလို့အားဝယ်လို့အားတွေကိုနားထောင်ရတာပြင်ဖို့ကောင်းမယ်လို့သူကထင်သားလား။ဒါပေမဲ့အဲ့ဒီမှာလူတစ်ယောက်ကကျွန်တော်အမျိုးသမီးကိုအင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ခုပြောပြလိုက်တယ်တဲ့။အဲ့ဒီလူက Belgium မှာလွတ်လပ်ဖို့တယ်။ Margarine လို့ခေါ်တဲ့ထောက်ပတ်တစ်မျိုးကိုလက်ရောင်းရတာ။ဝယ်ချင်တဲ့သူတွေကိုအတင်းထိုးရောင်းရတာစိတ်ပျက်စရာကြီး ပြီးတော့စိတ်ပြေလည်ပြောင်းဖြစ်အောင်အလုပ်ပြီးတိုင်းသူကြိတ်တဲ့မုန်းဆိုင်ပေါ်သွားတယ်။ချောကလက်မုန်းနဲ့ဝယ်စားတယ်။ဒီလိုနဲ့တပြေးပြေးကြာလာတော့သူတွေးနေလာတယ်။ငါမှာကျရင်ထောက်ဘက်ကိုလုံးဝမကြိတ်ဘူး။ငါတကယ်တကယ်ကြိတ်တာကချောကလက်။ငါလုံးနေတဲ့အလုပ်ကမှားနေပြီပေါ့။ကိုတကယ်ခုံမင်းနဲ့တဲ့အလုပ်ကိုပဲလုပ်ဖို့သူဆုံးပြလိုက်တယ်။ဒါနဲ့သူအလုပ်ထွက်လိုက်တယ်။အကောင်းဆုံးအရသာအရှိဆုံးအနည်းငယ်ဆုံးချောကလက်ပူတင်တစ်မျိုးထောက်လို့ကြည့်ဖို့ကိုရင်စူးစမ်းကြည့်တယ် ဆိုတော့စူးစမ်းပြတဲ့အခါမှာအဲ့ဒီပူတင်ကိုလုံနိုင်သွားတယ်။ပြီးတဲ့အခါသူ့ပူတင်ကိုဈေးကွက်ထက်ပြန်ချီဖို့လိုလာပြီ။အမှတ်တဆိုင်လိုတယ်၊ထုတ်ပေါ်မှုဒီဇိုင်းလိုတယ်၊ကြော်ညာ marketing ပြုဟာလိုတယ်။ကြော်ညာ agency ကိုကိုသွားပြီးသူစုံစမ်းတယ်။သူ့ရဲ့ချောကလက်ပူတင်ကိုဈေးကွက်ထက်မှရောင်းချင်တယ်၊ကုညီပါပေါ့။ဒါကြကျွန်တော်တို့တာဝန်ထမ်းလိုက်တဲ့ agency ကပြန်ပြောတယ်။ဒါနဲ့သူလည်း agency ဘက်ကအဖြေပြန်လာမယ့်အချိန်ကိုစောင့်နေတာပေါ့။ ဖြစ်တွေ့ကြလာတယ်။သုံးမလောက်ကြာတဲ့အထိဆက်သွယ်မလာတော့ agency ကိုသူဖုန်းဆက်တယ်။ဒီလိုဗျကျွန်တော်တို့ခင်ဗျားကိုပြောပြန်ရှိတယ်ဗျ။နားခဲ့ပါလား။ကိုရင်လာမှပြောရမယ်ညာတဲ့ဟိုဘက်ကပြန်ဖြေ။သူ့ agency ကိုပြန်သွားတယ်။စိတ်တော့မကောင်းပါဘူးဗျ။ခင်ဗျားစိတ်ကိုအတိုင်းသူများကလုံးနေနေပြီဗျတဲ့။ agency director ကပြောတယ်။သူပါစက်အဟောင်းသားဖြစ်သွားတာပေါ့။ဟုတ်တယ်ဗျ။ director ကဆက်ပြောတယ်။ခင်ဗျားချောကလက်ပူတင်နဲ့တပုံစံနဲ့တူတဲ့ဟာရှိမိသားဖြစ်နေတယ်။ ုံစံနဲ့တူတယ်ဈေးကွက်နေရာယူထားတာကလည်းမတိတ်မယိမ့်ပဲသူတို့လိုကိုအမှန်တစိုက်ကိုခမည်းခမည်းကိုပြမယ်ဗျသူများကတော့ပြန်မပြောနဲ့နော်ပြန်မပြောဘူးလို့ခရစ်ပေးမယ်မလားသူကခေါင်းငိတ်တာပေါ့ခမည်းဖြစ်ချင်တဲ့ပုံစံကစတိန်ကျတဲ့အစင်းမြင့်တဲ့ပုံစံနဲ့ချောကလက်ပူတင်မဟုတ်ဘူးလားလိုကိုကိုမြင်လိုက်တာနဲ့အိဆက်ပြေအရသာရှိတဲ့ခံစားချက်မျိုးပေါ်ချင်တာနော်ဒီမှာကြည့်ဗျာသူတို့အမှန်တစိုက်နာမည်ကကိုတဲ့ မျိုးစလုံးပေါ်မှာအဆက်ကလေး20တောင်တင်ထားသေးတယ်။ရုပ်တရက်ချလိုက်ရင်ပြုံးနေတဲ့မျက်နှာနဲ့တောင်တူနေသေးတယ်။ Agendas ရခဲမို့လို့ပြောလို့ပဲဗျာ။ Agency Director ပြားတဲ့ logo ကြည့်လိုက်ပြီးသူတော်တော်လေးစိတ်ကကြသွားတယ်။ဟုတ်လား။ logo လေးကတော်တော်လှတယ်ဗျာ။နာမည်ကိုလည်းကြည့်တယ်။သူများဥသွားပြီလားဒုက္ခပါပဲ။အင်းဟုတ်တယ်ဗျာဒီမှာသူရဲ့ထုတ်ပေါ်မှုပုံစံကိုလည်းကြည့်ပါအောင်။ အယောင်နဲ့နဲ့ပြပြနဲ့ခန့်နေတာစတိုင်လိုက်ကြသေးတယ်ကြည့်လိုက်တာနဲ့စားချင်ကြရင်အင်းအင်းသူတို့ကဈေးွက်တဲ့တော်တော်ရောက်နေပြီလားလူတိလူတိနေပြီလားသူမေးလိုက်တယ်ရောင်းဖို့အစဉ်အပြင်ဖြစ်နေပြီဗျအောင်မြင်ဖို့များတယ်အောင်မြင်ဖို့များတယ်ဟုတ်လားအောင်မြင်ဖို့များတာမဟုတ်ဘူးဗျတေချာပြတေချာပေါ့အောင်မြင်တော့မှာလူကိုလဲလှတယ်နာမည်လဲပတ်ဆက်ဆွဲတယ်ထုတ်ပိုးထားတာကလည်းအပြစ်ပြောကြမှရှိဘူးကျွန်တော်လောက်ချင်တာအဲ့ဒီပုံစံတိုင်းပဲ အမောင်ဇန်နရဲသွားပါပြီဗျာသွားပြီဗျာသူစိတ်ပြည့်လက်ပြည့်ပြောလိုက်တယ်ထိုင်ခုံမှာနှိမ့်ထိုင်ပြီးခေါင်းငိုက်စိတ်ကြသွားတယ်သူသာအဲ့ဒီစိတ်ကူးကိုဒီချက်စောပြီးရခဲ့ရင်ဘလောက်ကောင်းမလဲတွင်ရင်ကောင်းကောင်းနေမိတယ်အဲ့ဒီတော့မှအေဂျင်စီဒါရိုက်တာကပြောမိသတင်းကောင်းတော့ရှိမယ်ဗျဗာသတင်းကောင်းလိုက်ဗျာစိတ်တော်ညစ်သွားပြီကျွန်တော်ပြောတာတွေကတခုမှတကယ်မဟုတ်သေးဘူး အဲ့ဒီကုန်ပစ္စည်းကတကယ်မရှိသေးဘူးဟမ်ကျွန်တော်ပြလိုက်တာကခမည်းအတွက်ဆွဲပေးထားတဲ့ logo ပါစစောကပြတာတွေအားလုံးကခမည်းရဲ့ chocolate ကုတင်အတွက်ဒီဇိုင်းလုပ်ပေးထားတာတွေကြီးပဲဒါကိုခမည်းလိုချင်ရင်အစီအပြင်ကျွန်တော်တို့စလို့ရပြီ agency director ကပြောတယ်သူရင်တဲ့အလုံးကြီးဝုန်းခရဲပြုတ်ကျသွားတယ်မောင်မင်းမိနေတဲ့မျက်နှာချင်းချင်းလင်းသွားတယ် agency director ရဲ့ idea မကောင်းဘူးလား ကျွန်တော်တို့လူတွေဆိုတာမြရတာကမှပုံပြလို့ချင်ကြတာမျိုးဒီတော့ agency director ကအလုပ်အပ်တဲ့သူကို AACC အချင်းယူစစ်စားခွင့်မပေးဘူးအရင်မကြီးတဲ့အသေးစိတ်အချက်လက်တွေနဲ့ကောင်းမစားသေးတော့ဘူးအရင်ကြီးဆုံးအချက်ကိုပဲအဓိကချပြလိုက်တယ်ပြင်မကတာလည်းဥတော်ရင်ဘယ်လိုဖြစ်မလဲဆိုတော့ဖြစ်နိုင်ခြေပေါ်မြင်တော့အောင်ချခင်ပြလိုက်တာမျိုးကိုအယောင်လေးဗနာလေးမှဖြုတ်နေတယ်ဗနာမှရင်းနေတယ်ဆိုတာကိုသူစိတ်ဝင်စားနိုင်တော့ဘူး ထုတ်ပုံးမှုပုံစံကဘယ်နှလေးမှာတော့ဘလိုလေးလောက်လိုက်ရင်ဖြင့်ကောင်းမယ်ဆိုပြီးအသေးစိတ်တွင်လည်းအချိန်မကုန်သေးတော့ဘူးသူများထက်သူများထက်ငါသာလက်ဦးခတ်ရင်ဘလောက်ကောင်းမလဲဆိုတော့စိတ်ခံစားမှုမျိုးချက်ချင်းရတော့အောင်အရင်ဖန်တီးလိုက်တာအိမ်မက်စိုးကိုဖန်တီးအရင်ဖန်တီးပြီးမှလှန်နှုတ်ပေးလိုက်တာအိမ်မက်စိုးကတကယ်မဟုတ်သေးဘူးခင်ဗျားမှာအခွင့်အရေးရှိသေးတယ်ဆိုတဲ့မျှော်လင့်ချက်ကိုမျက်ဝါးထင်ထင်ပြပြလိုက်တာဒီတော့သူလည်း ဇဝေဇဝါဖြစ်မနေတော့ဘူးစိတ်သက်သာရာရသွားတဲ့အပြင်ချက်ချင်းပဲဒီကွန်ပျူစီကိုစက်ခွက်ထဲရအောင်ပို့ဖို့စိတ်အားထက်သန်သွားတယ်။လိုအပ်တဲ့95ရာခိုင်နှုန်းပုံမှာအယုံစိတ်ချင်သွားတယ်။မလိုတဲ့9ရာခိုင်နှုန်းနဲ့အချိန်မဖြုန်းတော့ဘူး။ဒါနဲ့အဲ့ဒီချောကလက်ပူဒင်းပိုင်ရှင်ကတခြားသူမဟုတ်ဘူး။ဂျင်းအေဗာဒီဂျင်းအေဗာဒီရဲ့ဆိုတဲ့သူနောက်ပိုင်းမှာ Google Company ကိုပေါင်း35တန်းနဲ့ပြန်ရောင်းနိုင်ခဲ့တဲ့သူ။ ိတ်ကူးနဲ့လက်တွေ့ကျွန်တော်ကလေးတွေငငယ်တော့ငါပေါ့ Halloween နဲ့ရောက်ပြီဆိုရင်ကလေးအားလုံးကသင်းစုပ်ကောင်ဝတ်ဆုံးစုံမဝတ်ရုံနဲ့ဝတ်ချင်ကြတယ်။သိအတူတွေကိုမတုံမယ်အစွဲတူတွေပစက်မှတက်မယ်။ပြီးရင်အင်းရဲ့မြောက်ခန်းကိုပင့်ကိုအင်အတူတွေအယိုးချောက်ရုပ်တွေနဲ့ကြောက်ဖို့ကောင်းပြင်ဆင်ကြမယ်။ကျွန်တော်ကိုရင်ကလေးတွေအကြိုက်ကူညီပြင်ဆင်ပေးသေးတာ။ပြင်ပြီးသွားတဲ့အခါမြောက်ခန်းကတုတ်တန်နဲ့ခတ်ဆင်ဆင်ကြောက်ဖို့ကောင်းစေချင်တာကို ေးတဲ့အခါမိတွေပဲလိုက်တယ်။ကလေးတွေကိုဖျောင်းနိုင်တဲ့တိုင်းစီပေးလိုက်တယ်။အမောင်ထဲမှာထိုင်ကြကြောက်စရာပုံမြင်နေတယောက်တည်းလည်းပြောကြပေါ့။ဒီနေ့ကျတော့မြေအောက်ခန်းကဒီတဲ့ပုံပြီးပြီးအောင်ပြင်ဆင်ပေးဖို့ကျွန်တော်စိတ်ကူးရသွားတယ်။ကြောက်စရာဒီလုံးတွေအတန်တွေကြီးစုထားတဲ့တိတ်ခွေတစ်ခွေဝဲလိုက်တယ်။အကောင်တစ်ပြေးပြေးပွင့်သွားတဲ့အတန်တွေအော်တန်ငိုတန်တွေပစိန်ခုတ်တန်တွေပါပါတယ်။ဒါအပြင်တိတ်ခွေအလွတ်တစ်ခွေလည်း ထက်ထက်လိုက်ထက်ဝင်လိုက်တယ်။အိမ်ရောက်တဲ့အခါတိတ်ခွေအလွတ်ကိုအတန်းတင်းနေအခန်းတကားကိုခပ်ဖို့ပွားခောက်တဲ့အတန်းပြီးတာနဲ့ခဏဆောင်နေစက္ကန့်30လောက်ကြာတော့တကားကိုခဏနာခောက်တဲ့အတန်းထက်ထည်တယ်။ပြီးတဲ့အခါတကားကိုတရုံတုံးခောက်တန်းတွင်နေပြီးတော့မှစောစောကတည့်ရဲတက်ခွေတဲ့ကကြောက်ရအတန်းတွေကိုတေချာရွေးမိဖွင့်နေအဲ့ဒီအတန်းတွေကိုပါတက်ခွေလွတ်ထဲထက်ထည်တယ် ီးကတော့တက်ခွေကိုအစာကိုပြင်ရင်လိုက်တယ်။အခွေဖွင့်ဆက်ကိုမြောက်ခန်းထောက်တနေရာမှာဟောထားလိုက်တယ်။ဘောလီဝုဒ်နဲ့ရောက်တော့ထုံးစံအတိုင်းကျွန်တော်ကလေးတွေရဲ့သူတို့တငယ်ချင်းတွေရဲ့မြောက်ခန်းထဲမှာဆူကြတယ်။သူတို့သူတို့ကိုအခန်းထဲလိုက်ပို့ရင်ပြင်မထွက်ခင်မှာကျွန်တော်ထက်ခွေဖွင့်ဆက်ကိုခိုးပြီးဖွင့်ထလိုက်တယ်။ကလေးတွေကထုံးစံအတိုင်းကြောက်စရာပုံမြင်နေပြောရင်းနဲ့ကြံနေခဲ့ကြတာပေါ့။အဲ့ဒီမှာတက်ခွေတွေကတကားခောက်တန်ဖို့ဖို့ထွက်လာတယ်။ လေးတွေကစကားပြောနေတာရက်သွားကြတယ်။တောင်းလေးတွေထောင်းလာကြတယ်။အတန်လာရကိုလှဲ့ကြတယ်။တကားခောက်တံပိုးကျင်လာတယ်။ကလေးတွေတယောက်မှအတန်မထွက်ရင်ဘူး။မျိုးလုံးတွေပြူးလာကြတယ်။တကားခောက်တံတုံးတုံးထက်ကြရတယ်။ဒီကနဲ့အကောင်ကြီးပွင့်လာတဲ့အတန်ထွက်လာတယ်။ကလေးတွေတော်တော်လန့်နေပြီ။အော်ဖို့ပြင်းနေပြီ။အဲ့ဒီအချိန်မှာတိတ်ွေထဲကနေနာနာချင်းချင်းညီလိုက်တဲ့အတန်ကြီးထွက်ထွက်လာပါလေရော။ အလေးအလုံးငယ်တန်ပါအောင်အော်ပြီးမြောက်ခန်းထဲကနေအလူအရက်ပြေးထွက်လာကြတယ်။သူတို့အကြောက်ပြေးသွားအောင်ကျွန်တော်တော်တော်လေးချော့ယူလိုက်ရတယ်။မြောက်ခန်းထဲကိုမနေပြန်ခေါ်ပွက်ထားတဲ့တိတ်ခွေပွင့်ဆက်ကိုပြလိုက်တော့မှသူတို့တပြင်းချနေကြတယ်။တော်တော်ကြာတော့မှသူတို့ရင်နိုင်လာတယ်။တကယ်ကြောက်ဖို့ကောင်းတာကစကူထဲကအတွေ့တွေပဲဆိုတာကိုသူတို့နားလည်သွားကြတယ်။ဒါတကယ်မှန်နေကျွန်တော်စိတ်ကူးထဲကကြောက်စရာတော်တော်များများက တကယ်အပြင်မှာရှိတဲ့အရာတွေထက်ပိုဆိုနေတာများတယ်။အားကြောင့်လည်းအတန်ကအမြင်ထက်ပိုချဖို့ကောင်းတာ။အတန်ကြားရင်းစိတ်နဲ့မှန်းဆလိုက်တဲ့ပုံရိပ်တွေကတကယ်မြင်ရတဲ့အရာတွေထက်ပိုချဖို့ကောင်းနေရတယ်။အတန်ကြားရင်းအရန်ချောက်သွားကြတဲ့ကျွန်တော်ကလေးတွေပြီးတော့အပေါ်ထက်ကိုခေါ်တရားစလန်တစ်ခုဖွင့်ပေးဖွင့်ပေးထားလိုက်တယ်။အလုံးဝိုင်းကြီးစုထိုင်ပပောက်ဆုပ်စား တရကကြည့်ကြတော့စောစောကလောက်မထောက်တော့ဘူးအပြန်အလှန်ဆိုင်ရင်နှုတ်ရင်ရဲတော့ရဲနေကြသေးတယ်စကားထဲကပုံရိပ်တွေကစကူထဲကမကောင်းစမကောင်းစွာတွေတော့တော့မကောင်းဘူးလေစကူနဲ့ပုံဖော်တဲ့အခါအတိန်ဆမရှိအကန့်အသတ်မရှိတွေးကြည့်လို့ရနေတာပဲမဟုတ်လားအင်စတန်ကပြောပူတယ်စကူပုံဖော်နိုင်ခြင်းဟာအသိပညာထက်ပိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့အသိပညာဆိုတာအကန့်အသတ်ရှိတယ်တိထားနားလည်ထားတဲ့လောက်ကိုပဲလေ့လာလို့ရမယ် စိတ်ကူးပုံဖော်ခြင်းမှာအဲ့ဒီလိုဘောင်တွေအကန့်အသတ်တွေမရှိဘူးမသိသေးတဲ့နောင်သိလာမဲ့အရာပေါင်းများစွာကိုပါခြုံငုံမြင်ရောက်ထားနိုင်တာမို့လို့ပဲအတွေ့ဒုတိယကဘာစစ်ကြီးဖြစ်တော့ကျွန်တော်အမေနဲ့အမကဝီလာနိုင်ငံဘက်ကိုထွက်ပြေးရတယ်အဖေကအင်္ဂလန်မှာအိမ်မှာတယောက်တည်းကျန်ခဲ့တယ်တယောက်တည်းနေရတဲ့အတွက်ညဘက်ဆိုစောစောအိမ်ရဝင်ဖြစ်တယ် ။တညကျတော့မနက်၂နာရီလောက်ချင်းအိယာနိုးလာတယ်။စံပြတန်ကြာပြီးနိုးလာတာ။အဖေအိယာကမထသေးပဲစဉ်းစားတယ်။ဘာဖြစ်တာလဲ။ဘဲကအတန်လဲ။အိမ်ထဲကလာတဲ့အတန်လား။အိမ်ပြင်ကလား။အခန်းထဲမှာတော့စံပြအဟောင်းကြီးတစ်လုံးရှိပေမဲ့ဘယ်သူမှမသုံးမဲ့ဖြစ်ထားတာကြာပြီ။ပြီးတော့အိမ်ထဲမှာအဖေအချင်းတခြားဘယ်သူမှမရှိဘူး။အဖေအိယာထဲကနေထားတယ်။အခန်းအပြင်ကိုထွက်တယ်။ဝန်တာကနေအခန်းကိုငုံကြည့်လိုက်တယ်။ဟုတ်တယ်။ န်မြတ်တန်ကအခမ်းမကနေလာနေတာစန်မြတ်တန်ဆိုပေမဲ့နဝင်းပီယံတန်စီမျိုးဟုတ်ဘူးတတောင်တောင်တတင်တင်နဲ့တင်းချင်စလို့တင်းနေတဲ့အတန်မျိုးအတန်ဆိုးမျိုးတန်းနဲ့အဖေလက်အိမ်အောက်ကိုဆင်းလာတယ်အခမ်းနဲ့ဝင်ရောက်တော့မြည်တန်လိုလိုအတန်ကြားရတယ်ခလေးတယောက်ငုံကြီးတန်လိုငုံကြီးလိုက်တဲ့အတန်မျိုးဒါပေမဲ့လူတန်နဲ့လည်းမတူအခမ်းတောင်ကိုကြည့်လိုက်တော့ပေါင်မဲနေတယ်စန်မြတ်တန်တတောင်တောင်ရဲ့မြည်တန်လိုလို အတန်ဆူဆူရင်ပိုးကျင်လာတယ်။အချိန်ကမနက်နိုင်မနက်နှစ်နာရီဘသူမှမရှိတဲ့အိမ်ထဲမှာတိတ်တိတ်အောင်ပေါင်နေတဲ့အမောင်ထဲမှာအဲ့ဒီအတန်နှစ်ခုကလည်းရင်တကဘာလုံးတိတ်ဆိတ်နေတာ။စံပြအဟောင်းကြီးထားထားတဲ့နေရာကိုအဖေလျှောက်သွားလိုက်တယ်။စံပြကလုတ်တွေကိုတမီးနဲ့ထိုးကြည့်တယ်။ကလုတ်တွေကြုံဝင်သွားလိုက်၊ညောင်းတက်လာလိုက်လှောက်ရှားနေတယ်။စံရတန်ကအခန်းထဲမှာပက်တင်ဟိနေတယ်။ကြီးစံကိုလည်းဆက်တိတ်ကြားနေရတယ်။ အဖေစမ်းမြအဖုံးကိုလှန်ဖွင့်လိုက်တယ်။အဲဒီမှာဟိုဘက်ဒီဘက်လမ်းလျှောက်နေပိတ်မိနေတဲ့ကြောင်တစ်ပောင်ကိုတွေ့တယ်။တကယ်ပဲလို့အထက်ရောက်သွားတယ်လည်းမသိဘူး။ပြန်ထွက်လို့မရတော့ဇက်တိုက်အောနေတာ။ဒါနဲ့အဖေလည်းကြောင်ကိုချီးပြီးအင်ဂျင်ကိုထုတ်လိုက်တယ်။ပြီးမှအိယာထဲပြန်ဝင်အိပ်ပျော်သွားတယ်။ကျွန်တော်အဖေကရဲအိယာရှိဒီတော့ဘာကိုပဲတွေ့တွေ့သဘာဝချက်ချက်တွေ့တဲ့သူအိယာရင်းမှအဖြစ်ရှိတယ်လို့သတ်မှတ်ထားတဲ့သူ။ ့နေရာမှာကျွန်တော်သားဆိုရင်အောက်ထပ်ကိုဆင်းချီးဖြစ်မှာတော့မဟုတ်ဘူးဘသူမှမရှိတဲ့အိမ်ထဲမှာမနက်နနာရီအချိန်မှာစံတရားတန်ပြီးမိတန်နဲ့ကြားနေရပြီဆိုကြဲကချိန်ကုန်တော့ပြေးပြီးအိမ်ပြန်ထွက်ထွက်ပြေးမိနေလောက်ပြီးဘာလို့လဲဆိုတော့ကျွန်တော်ကအဖေနဲ့မတူဘူးကျွန်တော်ရဲ့အတွေ့အကြုံကပုံဖော်နိုင်စွမ်းပြင်းနေစိတ်ကူးရင်အားကြီးတယ်ကျွန်တော်အခုလုပ်နေတဲ့ကြောင့်ညာအလုံးနဲ့အဲ့ဒီအတွေ့အကြုံနဲ့ဆက်ဟနေလို့တော်ပါသေးတယ်အဖေအတွက်ကတော့အတွေ့အထဲမှာ ညှိုးနေတာသူ့အလုံးနဲ့လုံးဝအဆင်မပြေဘူး။ပြင်းပြကြကြပြက်ပြက်တတဆုံးဖြတ်ဖို့လိုတဲ့အလုံးလုံးနေတာကိုပြီးတော့သူ့အတွေးတွေကိုတိကျဖြတ်လတ်နေအောင်အမြဲလေ့ကျင့်ထားတာ။ထိုင်းချုပ်နေအောင်ကိုယ်တိုင်ကိုယ့်ကိုယ်ကိုတွင်တင်ထားတာ။ရိုးရှင်းတဲ့အဖြေတွေကိုအရင်လိုက်မရှာဘဲအတွေးလွန်နေရင်လက်တွေ့ဘဝမှာအဆင်မပြေဘူး။ကိုယ်တည်းကကိုယ်ကိုယ်ဘယ်လိုမြင်နေသလဲ။အလုံးအမဲ့သူတွေကကိုကိုဘလို့ထင်နေလဲစတဲ့စတဲ့ပူပင်တွေ့တော့မှုတွေအများများလာရင် မှားသွားရင်ဒုက္ခဆိုတဲ့စိတ်ကူးရင်တွေးတော့မှုတွေစိတ်ကူးရင်တွေးတော့နေမိတဲ့ဖိဈေးမှုကြီးကိုအမြဲဖမ်းရထားရရင်ဘလို့ရှိဆက်မလဲဒါပေမဲ့အဲ့လိုစိတ်ကူးမိရင်တော့လဲအလုပ်ဘယ်လိုလုပ်မလဲပြင်သက်ကအနေယူဖို့ဖောက်ထွက်တွေးခေါ်တဲ့အခါပြဿနာတွေကိုဖြတ်တွန်းညင်တဲ့ဖြစ်ရှိတဲ့အခါအတိတ်အတိတ်သောနိလန်းတွေကိုရှာဖွေတဲ့အခါစိတ်ကူးရင်နဲ့ဖို့လိုလာပြီအတွေးလွန်ဖို့လိုလာပြီ ဒါပေမဲ့အတွင်းနေ့တွင်ရေစုံမျိုးမသွားဖို့ကိုကျွန်တော်တို့တွေအမြဲကြိုးစားနေရမယ်။အတွင်းကိုအစာကျွေးရမယ်၊စောင့်ရှောက်ရမယ်၊ပြိုထောင်ရမယ်။ဥပမာတောထဲကစင်စကန်းတစ်ခုမှအလုံးလုံးတည်ဆိုပါစို့။စင်တွေကိုအသုံးပြုပြီးစလုံးတွေတင်းရတဲ့အတွက်စင်တွေရရှိဖို့လိုအပ်တယ်၊ထိန်ကျောက်ဖို့လိုအပ်တယ်။ကျွန်တော်တို့ပြောတာတွေကိုစင်တွေနားထောင်ဖို့လေ့ကျင့်ပေးဖို့လိုအပ်တယ်။အစာမမှန်ကျွေးရမယ်။ ေးပြရခင်အောင်စောင့်ရှောက်ပေးရမယ်။ရင်ပါလာအောင်ပြုထောင်ပေးရမယ်။ဒါပေမဲ့ကျွန်တော်တို့ပြောတာကိုဆင်းတွေကနားထောင်ရမှာဆင်းတွေပြန်ခင်းတာကိုကိုကလှုပ်ပေးဖို့မဟုတ်ဘူး။စိတ်ကူးတွေအတွေးတွေကိုလှုပ်ပေးလိုက်ရင်အဲ့လိုပဲဖြစ်သွားမှာ။ကိုယ့်ကိုပြန်ခင်းသွားမှာ။ပြန်မောင်းသွားမှာ။စုံတစ်ခုကိုချက်တွင်တွေ့တော့နေရင်လည်းဒီချက်ပုံကြီးထူချသွားအောင်ပုံကြီးစိတ်ဝင်စားဖို့ကောင်းအောင်ဘယ်လိုများကြောင်းလဲပြရမလဲဆိုတာကိုတွေးနေရတာကောင်းပါတယ်။စိုးကျိုးတွေလည်းရှိတယ် င်းသောလုပ်ငန်းမှာတော့အတွင်းများနေဖို့ကိုလိုကိုလိုတယ်။ကြောင်းားဆိုတာအသက်ကိုရင်ပါလာအောင်၊ရင်ပါပြီးသားအရာတွေကိုအသက်ဖြစ်လာအောင်ကြားလဲပေးတဲ့အရာတဲ့။ဒီလိုပြောင်းလဲပေးဖို့စိတ်ကူးရင်ချင်းဟာလိုအပ်ပါတယ်။တခုပဲမမေ့ပါနဲ့။အတွင်းဆိုတာထိတ်ကြောင်းတတ်ရင်အင်မတန်အသုံးဝင်တယ်။မတိုင်းနိုင်ရင်တော့ကိုယ်ကိုလွှမ်းမောအနိုင်ယူသွားလိုက်မယ်။ဟုတ်ကဲ့ပါရှင်အဆုံးဖြတ်နားဆင်ပေးခင်ကြတဲ့တူတူချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ောင်းနေ့အပိုင်းစနေမှာဆက်လက်တွေ့ကြပါမယ်ရှင်အားလုံးကိုချစ်စွတ်တင်ပါတယ်